မိဘပြည်သူများရှင် Prime Media မှတင်ဆက်မှုဖြစ်ပါရှင်မိဘပြည်သူများဒီနေ့ပထမဆုံးပြောပြရမယ့်သတင်းလေးကတော့မိဘပြည်သူတွေအားလုံးလည်းပျော်လင်းစောင့်စားနေတဲ့သတင်းလေးဖြစ်မယ်လို့ထင်ပါရှင်မိထီလာတိုးကိတ်မှာဖြစ်ပွားသွားခဲ့တဲ့ရုပ်သံဖိုင်လေးနဲ့ပတ်သက်ပြီးတော့ကျွန်မပြောပြချင်ပါရှင်အဲ့ရုပ်သံဖိုင်လေးရဲ့မြင်ဖျားခံရကတော့လွန်ခဲ့တဲ့မကြသေးခင်ကာလမှာဆိုရင်မိထီလာမှာရှိတဲ့ပြည်သူစစ်ခေါင်းဆောင်တအူးဖြစ်တဲ့ကိုစော်ယူထွန်းဖမ်းဆီးခံရတဲ့ကိစ္စနဲ့ တ်တက်နေတယ်ဆိုပြီးတော့လည်း online မှာကျမတို့ဖတ်ရှုရပါတယ်ချက်ကိုဇော်ယူထွန်ဟာဆိုရင်905ကိစ္စနဲ့သူတင်ခဲ့တဲ့ post တစ်ခုကြောင့်ပေါ့နော်ဖန်စည်းခံခဲ့ရတာဖြစ်ပါတယ်အခုချိန်ဒီဒီသူ့ရဲ့အမှုကိုစုံစမ်းစစ်ဆေးနေဆဲတာဖြစ်ပါတယ်ချက်ဒီလိုဖြစ်နေတဲ့အချိန်မှာပဲဒီကိုဇော်ယူထွန်နဲ့ဒီပုံမှုဟာဆိုရင်ပေါ့နော်ဒီတိုးကိတ်မှာပြဿနာဖြစ်နေပါဖြစ်ခဲ့ဘူးတယ်ပေါ့ရှင်ပြဿနာဖြစ်ခဲ့ဘူးလေဆိုရုပ်သက်ဖိုင်ကလူမှုကွယ်ပေါ်မှာပြန့်နှံ့လာတာဖြစ်ပါတယ်ချက်စပြီးတော့ဖြန့်လာတာကတော့ပြည်ပြေးမီဒီယာတွေဘက်ကနေစဖြန့်လာဖြစ်ပါတယ် အဲ့ဒီကနေမှကိုဇော်ရွထွန်ရဲ့ကိစ္စဟာဆိုရင်ဒီပိုမှုကြောက်ပေါ့နော်ဒီပိုမှုကလှုပ်ဆောင်ခဲ့တယ်ဆိုတော့တန်တရားဆွဆွဲချက်တွေလည်းအများကြီးထွက်လာပါရဲ့ဒါကအွန်လိုင်းပေါ်မှာကျွန်မသိမိတဲ့အကြောင်းပြောပြတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်မတို့မီဒီယာတွေအနေနဲ့ကအမှုတစ်ခုကိုစုံစမ်းစစ်ဆေးနေတဲ့ကာလမှာဒီမှုကိုမှားတယ်မှန်တယ်ဆိုပြီးကျွန်မတို့ကဝင်ရောက်ပြီးတော့စုဖက်ပြောဆိုပိုင်ဝင်မရှိပါဘူးရှင့်။ဒါကြောင့်ကျွန်မအနေနဲ့အပြင်ကရှိနေတဲ့တဲ့လေးနဲ့အမှုရဲ့အကြောင်းအရာလေးအနည်းငယ်ပြောပြတာဖြစ်ပါတယ်။ဒါကျွန်မအနေနဲ့ပထမဆုံးပြောပြချင်တာက ဒီရုပ်တံဖိုင်ထဲမှာပါတဲ့အကြောင်းအရာလေးပေါ့နော်မိဘပြည်သူတို့လည်းရုပ်တံဖိုင်ကြည့်ပြီးလောက်ပါပြီကျမလည်းအကြိမ်တင်ခါခါကြည့်ပါရဲ့ရှင်ရုပ်တံဖိုင်နဲ့ပတ်သက်ပြီးတော့ကျမကိုတုံးတက်ပေးပါဆိုရင်ကျမအပြည့်အဝမတုံးတက်နိုင်ပါဘူးရှင်ဘာကြောင့်လဲဆိုတော့ရုပ်တံဖိုင်ဟာဆိုရင်လေသူတို့ဖြစ်နေရဲ့ဖြစ်စဉ်ရဲ့အကြောင်းအရာအပြည့်အစုံကိုရိုက်ကူးထားတာမဟုတ်လို့ပါပဲရှင်ပြောရမယ်ဆိုတော့ကျမတို့ဇာတ်လမ်းတစ်ခုမှာဆိုရင် intro ရှိမယ်ဇာတ်ရဲ့အလဲပေါ့နော်ကြောရိုးရှိမယ်ပြီးတဲ့အခါမှာ ending ပိုင်းဆိုတာရှိရဲ့ရှင်အဲ့ဆိုကျမတို့ဇာတ်ရင်မြင်လိုက်တဲ့ရုပ်တံဖိုင်ကိုဒီချာလေးပြန်ကြည့်ပါ ဒေါသထွက်ပြီးအော်ဟစ်နေတဲ့အပိုင်းကနေစရဲရှင့်ပြီးတော့နောက်ဆုံးပိုင်းလေးမှာဆိုရင်ဒီဘုံမူဟာသူ့ကိုသူ့ကိုရိုက်ရုပ်တံပေါ်တော့ရိုက်ကူးနေတာသူတွေ့သွားတယ်တွေ့သွားပြီးအခါမှာဒီဖုန်းကိုလက်နဲ့ယူလိုက်တယ်ဆိုရဲပုံတန်းပေါ်တော့အဲ့လိုဖြစ်တဲ့အချိန်မှာဒီရုပ်တံဖိုင်ကပြီးသွားခဲ့တယ်အဲ့ဒီပြီးသွားခဲ့တဲ့အချိန်မတိုင်ခင်လေးမှာဆိုရင်ကိုဇော်ယူထွန်းကဖုန်းဆက်နေတယ်။သူဖုန်းဆက်ပြည့်အချိန်မှာဒီဘုံမူပြောတဲ့စကားကိုကျမသတိထားမိတယ်။မင်းပြောပြောပြီးငါလဲတဲ့ငါပြောမယ်တဲ့ဆိုတော့သူကြုံရတဲ့အရာကို तू ပြောမှာ။ဒါပေမဲ့ तू ပြောတဲ့အပိုင်းကိုကျမတို့နားမထောင်လိုက်ရအောင်ရှင့်။ ြစ်စဉ်တိုင်းမှာ shoot out ပတ်ချလဲဆိုတာရှိရပေါ့เนาะဒါအမှုတစ်ခုလို့တွက်မယ်ဆိုတော့မှာကျွန်တော်ရုပ်သံဖိုင်အစားဆုံးကြည့်လိုက်ရတာမဟုတ်တဲ့အတွက်ဖြစ်စဉ်တစ်ခုလုံးအစားဆုံးညိုက်ထားတာမဟုတ်ဘူးပြောချင်တာသူတို့နှစ်ယောက်စာရင်တွက်နာတက်တာကဒီတိုးဂိတ်မှာကားတွေမှန်ချမယ်ဆိုရဲစားကတ်ထားတာကိုဒီပုံမှုကမှန်မချတဲ့နေရာကနေစတာเนาะမှန်မချတဲ့နေရာကနေစတယ်ဆိုတော့ကျွန်တော်သိရတဲ့အကြံပြင်းဒါပေမဲ့သူစပြီးတော့ဒီတိုးဂိတ်ကိုရောက်လာခဲ့ကသူတို့အချင်းချင်းအရှိမဘာတွေပြောဆိုထားခဲ့လဲဆိုတာတွေကိုကျွန်တော်မသိလိုက်ရအောင်ရှင့် ဒါကြောင့်ဖြစ်စဉ်တစ်ခုလုံးမှတ်တမ်းတင်ထားတဲ့နေရာမှာဒီပုံမှုရဲ့အမှားကိုပဲကျမတို့ကသိလိုက်ရပြီးတော့ကျန်တဲ့ဖြစ်စဉ်အစအဆုံးအသေးစိတ်ကိုကျမတို့သိချာခြေရာကောက်နိုင်ခြင်းမရှိတဲ့အတွက်ဒီရုပ်သံဖိုင်နဲ့ပတ်သက်ပြီးတော့ဒီပုံမှုရဲ့လုံဆောင်ချက်ဟာပြင်းထန်တဲ့အမိတ်အာဏာတွေပေါ်မှာပေါ့နော်အသုံးပြုမှုဟာမှားရွေးနေတယ်ဆိုတော့မှတ်ချက်ကလွယ်လို့ရှိရင်တခြားမှတ်ချက်ကျမပေးလို့မရအောင်ရှင့်မှန်ခြင်းမှားခြင်းကိုကျမအပြည့်အဝသုံးသပ်လို့မရပါဘူးဒါကြောင့်ဒီဟာတကန့်ဖြစ်ပါတယ်ကျမအနေနဲ့ကတော့ဒီကိစ္စလေးနဲ့လည်းဆက်နွယ်နေတယ် တက်မတော်သားတွေရဲ့စိတ်နေစိတ်ထားလေးတွေပေါ့နော်ပုံမှန်ထပ်ပို့ပြီးတော့ခတ်ထန်သလိုဖြစ်နေတာတွေအစမပြေမှုတွေဖြစ်နေတာတွေလုပ်ငန်းခွင်တွေမှာပေါ့အဓိကဒါလေးတွေနဲ့ဆက်ဆက်ပြီးတော့ကျွန်မတခြားပြင်ပမှုတုဒ္ဒလေးတစ်ခုနဲ့မြမတက်မတော်ကပြုပြင်ပြောင်းလဲတဲ့နာလေးကျွန်မပြောပြချင်ပါရှင့်မြမတက်မတော်ကပြုပြင်ပြောင်းလဲတဲ့နဲ့ဆိုတော့ခေါင်းစဉ်ကိုကျွန်မဘာကြောက်တက်ရတာလဲဆိုရင်တက်မတော်သားတိုင်းရဲ့စိုးခြင်းကောင်းခြင်းတော်ခြင်းညံ့ခြင်းအားလုံးဟာတက်မတော်မှာတာဝန်ရှိပါရဲ့ရှင့် တက်မလွယ်လေ့ကျင့်သင်ကြားမှုနဲ့သာမြမစစ်သားတွေဆိုတာဖြစ်လာခဲ့တယ်။ဒါကြောင့်တို့အရေးချင်းဟာမြမတက်မလွယ်မှာအတိအကျတာဝန်ရှိပါတယ်။ကျမတို့ကောင်းစေခြင်းနဲ့တော့ဝေဖန်ထောက်ပြခြင်းတာဖြစ်ပါအရှင့်။ကျမဒီဝေဖန်ထောက်ပြမှုလေးကိုမလုပ်ခင်မှာအမေရိကန်စစ်တပ်မှာအုံပြုတဲ့နီးစနစ်လေးတခုကျွန်မပြောပြချင်ပါတယ်။အမေရိကန်စစ်တပ်မှာဆိုရင်စစ်မြေပြင်ကနေပြန်လာခဲ့တဲ့ စစ်သားတွေကိုစနစ်တကျစိတ်ကြမ်းမာရေးဆောင်ရှောက်မှုတွေပြုလုပ်ပါရှင့်။ ဘယ်လိုလုပ်လဲဆိုရင်တို့ဟာစိတ်တက်ကြခြင်းတွေစိုးဝင်စိတ်များရတယ်ပေါ့နော်အဲ့လိုမျိုးစိတ်ပန်းဆိုင်ရာပြဿနာတွေစောင့်ကြည့်ပြီးတော့တို့ကကုသပေးတာဘာကြောင့်ဒီလိုကုသပေးရလဲဆိုရင်စစ်မြေပြင်ကနေပြန်လာတဲ့စစ်သားတွေမှာဆိုရင်စိတ်ကြမ်းမာရေးနဲ့ပတ်သက်တဲ့ပြဿနာတွေပါလာတတ်တာအတွက်ကြောင့်ဖြစ်ပါရဲ့ရှင့်ဘာကြောင့်ဒီလိုဖြစ်တာလဲဆိုရင်ကြမ်းတက်ခတ်ထန်လို့နဲ့စစ်ပွဲအတွေ့အကြုံတွေကြောင့်တို့ဟာစိတ်ဒဏ်ရာရပြီးအိတ်မပြောတာဖြစ်နိုင်တယ်စိတ်တို့လွယ်တာဖြစ်နိုင်တယ်စိုးရိမ်စိတ်လောကဲတာဖြစ်နိုင်တယ်ဒီလိုစိတ်ပိုင်းဆိုင်ရာစိုးကျိုးတွေဖြစ်လာပါရဲ့ရှင့် ဒါကြောင့်စစ်မြေပြင်မှာရက်စက်တဲ့မြင်ကွင်းတွေတွေ့ကြုံလာတဲ့အခါမှာစိတ်တက်ကြခြင်းတွေကိုကိုကိုတတ်သိမှုနှုတ်နေလဲအမေရိကန်စစ်သားတွေမှာမြင့်တက်ပြရရှိပါတယ်။အမေရိကန်မှာဆိုရင်စစ်သားအောင်၁၈ဦးမှာတဦးကကိုကိုတတ်သိလေးရှိရဲဆိုပြီးစစ်တမ်းတွေရသိရှိရပါရှင့်။ဒါပြင်စစ်မြေပြင်ကနေရရှိလာတဲ့စိတ်ဓာတ်ရတွေကြောင့်လူမှုပတ်ဝန်းကျင်နဲ့မိသားစုဘဝမှာပါသူတို့ဟာထိခိုက်မှုတွေရှိတတ်ပါရှင့်။စိတ်ကျမ်းမာရေးအခြေအနေပြဿနာရှိသွားရင်လုပ်ငန်းခွင်မှာအာရုံစူးစိုက်မှုနိုင်စွမ်းလဲကြာဆင်းသွားတယ်မိသားစုနဲ့ဆက်ဆံရေးပြဿနာလည်းဖြစ်သွားပါရဲ့ရှင့် အချို့ဆိုရင်မွေးစေဝါတုံးဆွဲတာပြီးတော့အကျန်းပတ်မှုတွေပြုတ်လုံမိတာဆိုတဲ့လူတိုင်ဝင်အတွက်စိုးချိုးဖြစ်စေတဲ့အပြုတ်မှုတွေလည်းလုံဆောင်မိပါတယ်။ဒါကြောင့်စစ်မေပြင်ကပြန်လာတဲ့အခါမှာဖြစ်လာနိုင်တဲ့စိုးချိုးတွေကြိုတင်ကာကွယ်ဖို့အတွက်အမေရိကန်စစ်တပ်ကသူ့ရဲ့စစ်သားတွေကိုကျန်းမာရေးစစ်ဆေးမှုပုံမှန်ပြုတ်လုပ်တာဖြစ်ပါရဲ့ရှင့်။စစ်သားတွေဆိုတာကနိုင်ငံတော်အတွက်အသက်ဆွန့်တဲ့သူတွေဖြစ်တဲ့အတွက်သူတို့ရဲ့ကျန်းမာရေးကိုလည်းနိုင်ငံတော်ကခရီးဆိုင်ပေးရမယ်ဆိုတဲ့ခံယူချက်နဲ့သူတို့ကအဲ့လိုမျိုးစစ်ဆေးပေးတာစစ်မီပြန်ပြန်လာရင်6လတစ်ချိန်သူတို့စီမှာကျန်းမာရေးစိတ်ကျန်းမာရေးစစ်ဆေးရရရှင့် ဒီလိုစစ်ဆေးပြီးရခါမှာတို့ကအရေးပေါ်ကုသမှုတွေလုပ်တယ်စိတ်ကုထုံနေနဲ့ကုပေးတယ်ပြီးရခါမှာပေါ့နော်ပြီးရင်အချိန်မရွေးပေါ့အချိန်မရွေးဒီစိတ်နဲ့ပတ်သက်တဲ့ကိုယ့်ရဲ့စိတ်ဓာတ်ကြတာတွေပေါ့နော်ဟိုအရန်အထီးကြံတာတွေပေါ့နော်အဲ့လိုစိတ်နဲ့ပတ်သက်ပြီးစိတ်တို့လွယ်တာဖြစ်လာတယ်ဆိုတို့စီကအချိန်မရွေးဆက်သွယ်ပြီးတော့လဲစိတ်ကုသမှုခမခန့်ယူနိုင်တယ်ဒါတို့အမေရိကန်စစ်တပ်ကနေပြီးတော့သူ့ရဲ့တက်မတော်သားတွေသူ့ရဲ့စစ်သားတွေကိုပေးထားတဲ့ဇာဗစ်တခုသာဖြစ်ပါရဲ့ရှင့်ဒီတော့ကျမတို့မြန်မာနိုင်ငံမှာရောရက်ဆက်ကြမ်းတမ်းလို့ねစစ်မြေပြင်တွေမှာတာဝန်ထမ်းဆောင်ပြီးပြန်လာခဲ့တဲ့ မြမတက်မတော်သားတွေအတွက်သူတို့ရဲ့စိတ်ဒဏ်ရာတွေသူတို့စိတ်ထဲမှာဖြစ်လာခဲ့တဲ့အရာတွေပြန်လဲကူစားပေးနိုင်ဖို့အတွက်စားဖြစ်လေးတွေရှိပါသလားရှင့်တကယ်လို့မရှိဘူးဆိုတော့ဒီလိုစားဖြစ်တွေပေးနိုင်ဖို့အတွက်ကိုတက်မတော်ကစ조사တင်ပါတယ်ရှင်။ဘာကြောင့်လဲဆိုတော့လူဆိုတာစိတ်ဒဏ်ရာရတတ်ပါတယ်ရှင့်။စစ်သားတွေဆိုတာ ਨੇ ပဲစိတ်တွေမာကြောပြီးတော့အရာအလုံးခံနိုင်ရှိမယ်လို့ကျွန်တော်တို့တွေးလို့မရအောင်ရှင့်။ဓာပြင်ကိုစစ်သားတွေရဲ့စိတ်စိတ်ပေါ်တော့စိတ်နဲ့ပတ်သက်တဲ့ခွန်အားရှိနေဖို့ဒီလိုဆိုးကြိုးတွေမဖြစ်ဖို့ ဆိုတာကနိုင်ငံတော်မှာလည်းတာဝန်ရှိတယ်တက်မတော်မှာလည်းတာဝန်ရှိတယ်ကျမတို့ပြည်သူတွေမှာလည်းတာဝန်ရှိရဲ့ရှင်။ဘာကြောင့်လဲဆိုတော့ကျမတို့နေစဉ်ပွားမှာလုံခြုံစွာနေနိုင်မှုအတွက်ဒီစစ်သားတွေအရဆိုရင်ရှေ့တန်းမှာတာဝန်ထမ်းဆောင်နေရတာ။ဒီလိုတာဝန်ထမ်းဆောင်ရင်းနဲ့မှာသူတို့ဟာမလိုလားအပ်တဲ့အရာတွေကြောင့်စိတ်ဒဏ်ရာတွေရခဲ့ကြတာရှင်။ကျမတို့ကောက်ွယ်စောင့်ရှောက်ရင်းနဲ့မှာသူတို့ဟာဒီလိုထန်ရရရခဲ့တာပနတ်မှန်တဲ့ထန်ရပဲထန်ရလို့ပြောလို့မရအောင်ရှင့်စိတ်မှာဖြစ်သွားခဲ့တဲ့ထန်ရကလည်းထန်ရတစ်ခုပါပဲမကုစားဘူးဆိုရင်ဘေးရွယ်ဆိုးချိုများပါတယ် ကျွန်မမြင်တာတော့ဒီပုံမှုပေါ့နော်ဒီမိတ္တိလာတိုးကိတ်မှာဖြစ်သွားခဲ့တဲ့ပုံမှုပါဆိုရင်သူ့ရဲ့စိတ်ကိုသူ control မလုပ်နိုင်ခဲ့ဘူးရှင့်ဒါဟာသူ့ရဲ့ insabit ဘဝမှာတာဝန်ထမ်းဆောင်ဝင်တဲ့ကာလမှာသူဘလိုမျိုးအတွေ့အကြုံတွေရှိခဲ့လဲဘလိုစိတ်ဓာတ်ရရှိခဲ့လဲဆိုတာကိုလည်းပြန်ပြီးတော့ sensitive တယ်လို့ထင်ပါတယ်ရှင့်။ဘာကြောင့်လဲဆိုတော့ကျွန်မတို့ကတော့သူ့ရဲ့အပြုမှုမှားတယ်ဆိုတာဒါလူရန်တီရဲ့ကိစ္စ။ဒါပေမဲ့သူ့ဒီဘာကြောင့်ဒီအမှားကိုလုပ်မိတာလဲဆိုတော့ဖြေရှာမှဒီလိုအမှားမျိုးကိုနောက်ထပ်အရာရှိအရာခံနေတဲ့စစ်တေရေမလုံးမိမှာပါရှင့်။ ဒါကြောင့်ကျွန်မအနေနဲ့အရေးကြီးဆုံးအခမ်းအနားလေးကိုထုတ်ဖော်ပြီးတော့အကြံပြုတင်ဆက်ပေးတာဖြစ်ပါရရှင်။ဒီလိုမျိုးစိတ်ကူထုံးတဲ့အနေနဲ့ကကျွန်မနိုင်ငံကအနေစိမ့်နေသလိုဖြစ်တာပေါ့နော်။ဒါမဲ့ဒါတကယ်လိုအပ်တယ်ရှင်။တကယ်လိုအပ်တယ်။ရှေ့တန်းစစ်မှန်ပြန်သွားတဲ့စစ်တီတွေတချို့ရောက်လာတဲ့အချိန်မှာစိတ်ကြယောဂါဖြစ်နေတာကျွန်မမြင်မှုတယ်။ပေါ့နော်။အရင်းစားယူပြီးတဲ့အခါမှာစိတ်ကြယောဂါဖြစ်တယ်။ဘာကြောင့်လဲသူတို့တဘွာလုံးဒီမြင်ခဲ့တဲ့မြင်ကွင်းတွေထဲမှာရက်ဆက်လုံးနဲ့မြင်ကွင်းတွေပါတယ်ရှင်။ကျွန်မတို့တာမန်လူဆိုရင်တော့မှ လူတွေတိတ်နေတာမြင်တဲ့ဓာတ်ပုံဆိုကြကြကြည့်နိုင်လားရှင့်မကြည့်နိုင်ဘူးသူတို့ကမြေပြင်မှာတကယ်ကြုံခဲ့ရတာဒါပြင်သူတို့စိတ်တန်ရရဲမှာဆိုရင်ရန်သူတွေရဲ့တိတ်ဆုံးမှုလည်းမြင်ရတယ်လို့မျိုးသူတို့နဲ့တသက်လုံးအတူတူဒိုးဒူပေါင်းပတ်အလုံးလုံးလာခဲ့တဲ့ရဲဘော်ရဲဘက်တွေရဲ့ကြာဆုံးမှုကိုလည်းသူတို့မျော်ဝါထင်ထင်မြင်ခဲ့ရတယ်ရှိရဲ့ရှင့်ဒီလိုအချိန်မှာသူတို့ရှင်ထဲမှာဖြစ်သွားတဲ့စိတ်ဓာတ်ရအောင်ဘသူကမှသတိမမူမိကြဘူးဘသူကမှကုစားပေးဖို့အတွက်မစင်စားမိကြအောင်ရှင့်အဲ့ဒီကနေစိုးကြိုးတွေဖြစ်လာလို့ထင်ပါရဲ့ရှင့်ကျမအနေနဲ့တစ်ဆက်တည်းပြောချင်တာက ဒီလိုမျိုးပေါ့နော်စိတ်တန်ရာရှည်ခြင်းမရှိခြင်းဆိုတာတော့လေလာဆန်းစစ်တဲ့နဲ့တတ်မတော်ရလဲလေစစ်တီကိုယ်တိုင်းလည်းဆန်းစစ်တဲ့မှာရှင့်ဒီတော့မှသာကျမတို့ကဖြေရှာနိုင်မှာဖြစ်ပါတယ်ဒီလိုပြဿနာနေတော့မှာဖြစ်ပါရဲ့ရှင့်ဒါကတပိုင်းဖြစ်ပါတယ်ကျမပြောပြတာလေကျမ်းမာရေးနဲ့သက်ဆိုင်တဲ့ကိစ္စပေါ့နော်ကျမနိုင်ငံလိုအပ်ချက်လေးတစ်ခုပေါ့ကျမတို့တတ်မတော်ရလိုအပ်ချက်လေးတစ်ခုကျမအကြံပြုတက်ဆက်ပေးတာပါနောက်ထပ်တပိုင်းကတော့အာနာရီပါဝါရီအသုံးပြုမှုပေါ့ရှင့် ဒါဟာလည်းစိတ်မကျန်းမာတဲ့သူတွေရဲ့လက္ခဏာပါပဲ။ခင်ဗျာလေအာနာရီပါဝါရီဆိုတာကစိတ်မကျန်းမာတဲ့သူတွေလက်ထက်ထက်ပေးလိုက်လို့ရှင်သူကကောင်းကောင်းအသုံးမချတတ်ဘူး။ကောင်းကောင်းအသုံးမချတတ်တဲ့ခါကျတော့မင်းပါကောင်လဲငါပါမကောင်လဲဆိုရဲဇလန်းနေရဖြစ်သွားရော။စိတ်ကျန်းမာရေးကောင်းတဲ့သူတွေစီအာနာရီပါဝါရီရောက်ရင်ကျတော့သူကအများကျုပ်အတွက်အသုံးပြုတတ်တယ်။ဒီရပေါ်မှာတာယာစိတ်မဖြစ်ဘဲနဲ့အော်ငါကဒီလိုအာနာရှိတာဟာသူ့ကိုကူညီနိုင်တာပဲဆိုတဲ့အရှာပေါ့နော်။ပညာရှိဆန်ဆန်နေထိုင်တာပေါ့။ စိတ်ကျမ်းမာရင်မကောင်းတဲ့သူတွေကြောင့်အာနာပါဝါရောက်လာလို့ရှင်လွတ်ထွက်သွားတယ်ကွန်ထရိုးမမိတော့ဘူးကျမတို့အားလုံးကြားထဲမှာပြောနေကြစကားတွေလည်းကြားဖို့နေမှာပေါ့ရှင်မင်းကဘာကောင်မလို့လဲမင်းကငါ့ကိုဘာကောင်ထင်နေလို့လဲဆိုတော့ကိုကိုကိုဘာကောင်ပါဆိုပြီးတတ်မှတ်ထားတဲ့စီမင်းတစ်ခုမှ तू ကရောက်သွားပြီဆိုအဲ့စကားထွက်တက်ပဲရှင်မင်းကဘာကောင်ထင်နေရလဲဆိုတော့ဒါသူ့ကသူတတ်မှတ်ထားတယ်ဆိုပြီးအကောင်တကောင်ဖြစ်သူတတ်မှတ်ထားလို့ပြောတာလေဟုတ်တယ်မလားမင်းကဘာကောင်ထင်လို့လဲဆိုတော့သူများအထင်ထက်သူ့ကိုယ်သူထင်နေတဲ့အထင်ကပိုပြီးကြောက်ဖို့ကောင်းနေရဲ့ရှင် ဒါကြောင့်ဒီလိုစကားတွေကိုကခဏခဏပြောနေမိပြီဆိုတော့ဆင်ခြင်တတ်ပါတယ်ရှင့်ဒီလောကကြီးမှာဘယ်သူမှဘာကောင်းမှမဟုတ်ပါဘူးရှင့်အားလုံးကလူသားတွေပဲဖြစ်ပါတယ်အသိဉာဏ်ရှိသူလိုမျိုးကိုယ့်ရဲ့ဘဝကိုရှင်သန်နေထိုင်နေကြတာဖြစ်ပါတယ်ရှင့်ကိုယ့်ရဲ့ရှင်သန်နေထိုင်မှုကအများကျိုးပြုနိုင်ဖို့အတွက်သာရေးကြည့်ပါတယ်အဲ့ဒါကသာကျမတို့ဒီပေါ့နော်တန်တရာတစ်လျှောက်မှာကောင်းမွန်သော လူသားအဖြစ်နဲ့တရားဝအဖြစ်နဲ့ခရီးသွားနိုင်မှာဖြစ်ပါတယ်ရှင့်နော်ဘယ်သူမှဘာကောင်းမှမဟုတ်ဘူးဆိုတာလေးကလည်းဒါဆင်ခြင်တဲ့ကိစ္စလေးပါနော် ီးတော့ဒီပုံမှုကိစ္စကတော့ကျမ်းမာရေးနဲ့ရှုထောက်ကကြည့်ရင်လည်းဒီလိုဖြစ်သွားနိုင်တာဖြစ်တယ်လို့မျိုးအာနာပါဝါအသုံးပြုမှုရှုထောက်ကကြည့်ရဲဆိုလဲစိတ်ကျမ်းမာရေးမပြေဝတဲ့သူတယောက်ဖြစ်သွားတဲ့ဖြစ်စဉ်ဖြစ်တဲ့အတွက်ကျမအဖြစ်နိုင်ဆုံးလေးပေါ့နော်ဖြည့်ရှင်းတဲ့နေရာမှာအသုံးဝင်လောက်မဲ့နီးလန်းလေးခုပြောပြခဲ့တာဖြစ်ပါရဲ့ရှင့်သတင်းသုံးသက်ချက်နောက်ဆုံးပိုင်းလေးမှာကျမပြောချင်တာကလူသားတွေအကြိုက်ဆုံးအရာနှစ်ခုရှိတယ်ကပိုင်းမှာလေတဲကြီးအကြိုက်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ငွေကြေးနဲ့အာနာရှင့် စိတ်ချမ်းသာရင်မကောင်းတဲ့သူလက်ထဲကိုငွေချင်းနဲ့အာဏာထည့်လိုက်လို့ရှင်တွတ်တွတ်ခါရှူးသွားတယ်။ဒါကြောင့်ကျမတို့စိတ်ချမ်းသာရင်ကောင်းဖို့တော့အရေးကြီးရယ်နော်။တမာတိကောင်းမှအာဏာတွေငွေချင်းတွေလက်ထဲရောက်လို့ရှင်မယူတာရှင်။အထာလေးကအရေးကြီးပါတယ်။တတော်အရေးကြီးရဲ့ကိစ္စပါနော်။ဒါကြောင့်ကိုယ့်အကိုစိတ်ချမ်းသာရင်ကောင်းအောင်နေထိုင်ကြပါ။ဒီတော့မှကုလက်ထဲအာဏာပါဝါငွေချင်းရောက်လာတဲ့အချိန်ကျရင်ကိုကအကျိုးရှိရှိအသုံးချတတ်မှာဖြစ်ပါရဲ့ရှင်။အဲ့လိုမှမဟုတ်ရင်တော့လူကဲ့ရဲ့ခံရမယ်။ ဒါပြင်ကိုကျမတို့လုံဆောင်ချက်တွေဟာပြည်သူတွေကိုအကျိုးမပြုတဲ့လုပ်ငန်းတွေဖြစ်သွားနိုင်မှာရှင့်ဒါလေးကိုစင်ကြင်ကြဖို့အတွက်သာကျမအနေနဲ့တိုက်တွန်းချင်ပါတယ်ရှင်မိဘပြည်သူများရှင်ကျမကသုံးသက်တင်ပြပေးခြင်းနဲ့တရင်လေးကတော့ကားနဲ့သက်ဆိုင်ပါရှင့်ကားလောကနဲ့သက်ဆိုင်တဲ့တရင်လေးပေါ့နော်အရင်ဆုံးဒီဒီတရင်လေးကိုသုံးသက်ရတဲ့အကြောင်းရင်းလေးကိုကျမပြောပြပါမယ်ရှင့်နဲ့ဒီနောက်ဆက်ကအစိုးရဖွဲ့ရဆိုရင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးဒုတိယနေ့ကျင်းပခဲ့ပါရှင့် လွန်ခဲ့တဲ့တရက်နဲ့ကကျင်းပခဲ့တာဖြစ်ပါတယ်။အဲ့တော့နိုင်ငံတော်အဆင့်ပြောကြားခဲ့တဲ့အကြောင်းအရာလေးထဲမှာဆိုရင် license မဲ့ရှင်တွေဖော်ထုတ်ရေးဆိုတဲ့အကြောင်းအရာပါဝင်လာခဲ့ပါတယ်။အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်မအရင်အဆုံးပြောပြပေးမယ်နော်။ဒီနိုင်ငံတော်ကနေပြီးတော့စီမံမဲ့ကိစ္စတွေကိုအစည်းအဝေးမှာပြောသွားတဲ့အကြောင်းအရာလေးကိုအရင်ဆုံးပြောပြမယ်။နံပါတ်1ကတော့ license မဲ့ motor ရှင်တွေ motor cycle တွေစီးနှင်းနေမှုတွေကိုဖော်ထုတ်သွားမယ်။နံပါတ်ပြအတုလောက်တာတွေ license အတုလောက်တာတွေဒါရောလဲဖော်ထုတ်ရမှာပေါ့နော်။ပြီးတော့ဒီလိုပြစ်လောက်တဲ့အခါမှာပါဝင်ပတ်သက်နေတဲ့သူတွေကိုလည်းဖော်ထုတ်ရေးယူရမယ်ဆိုပြီးပြောသွားပါရှင့်။ ဒီလိုမျိုးတဲ့ license မဲ့ကားတွေရင်နေပေါ့နော်စီးနေနေရဲ့အတွက်နိုင်ငံတော်အခွန်လဲနဲ့နာတယ်ပြီးတော့လုံခြုံရေးကိစ္စတွေမှာလည်းဆောင်ရွက်တဲ့ခါကြလို့ရှင်အခက်ခဲပေါင်းမြောင်များစွာဖြစ်ပေါ်စီတယ်ပေါ့ရှင်ဒါကြောင့်ဒါလေးတွေကိုလုံဆောင်ရမယ်ပေါ့ရှင်အဆိုလိုရင်းကတော့ license မဲ့ကားတွေဝတ်တောက်ကားတွေဝတ်တောက်ဆိုင်ကယ်တွေဖမ်းမယ်ပေါ့ရှင်ဒါဆိုလိုရင်းပေါ့နိုင်ငံတော်ထုတ်ပြန်လိုက်တယ်ညွှန်ကြားချက်တစ်ခုပေါ့ okay အဲ့ထုတ်ပြန်ချက်လေးညွှန်ကြားပြီးရဲ့နောက်မှာဆိုရင် ရေထဲကိုဂဲတလုံးပြစ်ချလိုက်တယ်လို့ပဲလှိုင်းကရက်လေးတွေကဝဲလျက်ထွက်လာခဲ့တယ်ရှင်အရင်ကပြာဆန်တာပဲနော်ဒီကကပြာဆန်ဆန်ကိုထွက်လာခဲ့တာအဲ့ဒီလှိုင်းဝဲကရက်လေးတွေမှာနံပါတ်၁ဝဲကရက်ကတရားဝင်ကားစေးခွက်မှာဖြစ်သွားတဲ့ဝဲကရက်နိုင်ငံတော်ကပြောလိုက်ပြီးဝဲတောက်ကားတွေဖမ်းမယ်လဲဆိုလဲဆိုတော့တရားဝင်ကားစေးခွက်မှာရှင်လုံလုံနေကြတယ်လုပ်ငန်းရှင်တွေအဓိကကားပွဲစားပေါ့နော်တက်တန်းရှင်ကားပွဲစားတွေအားဆိုရင်သုံးသက်ချက်တစ်ခုထုတ်လာခဲ့ရှင်အဲ့ဒါဘာလဲဆိုတော့ အစိုးရဝတ်တောက်ကားတွေဖမ်းပြီးတဲ့ဒါကြောင့်တရားဝင်ကားတွေလိုင်စင်ပြည့်စုံတဲ့ကားတွေဟာဆိုရင်ဈေးတက်တော့မယ်တဲ့ဈေးတော့မှဆယ်ရာခံလုံးကနဲ့နဲ့ဆယ်ရာခံလုံးတွေတက်နိုင်တယ်ဆိုပြီးတော့ပြောထားတယ်ဒါကြောင့်တချို့တွေကဆိုရင်အခုတည်းကဈေးတွေကိုညှိနှိုင်းတဲ့ကိစ္စတွေထိမ့်ကြီးတဲ့ကိစ္စတွေလုပ်နေပြီးရဲ့ရှင့်ဒါကနံပါတ်၁ထသွားခဲ့တဲ့ကရက်တရားဝင်ကားဈေးကွက်ရဲ့ကရက်ဟိုမှာဖမ်းနေဖြစ်တဲ့အတွက်ငါတို့ဈေးကိုဝယ်လို့ကများတော့မယ်ဒါကြောင့်ငါတို့ငါတို့ဈေးတက်ထားမယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်ဟုတ်ပြီနံပါတ်၂ကရက်ကကြတော့ဝတ်တောက်ကားဈေးကွက် ဝတ်တော်ကားစေးကွက်မှာကြတော့ကားစေးကြီးကြလိမ့်မယ်တဲ့ကားစေးကြီးကြမယ်ဒါမှမဟုတ်ဝတ်တော်ကားစေးကွက်ကသူတွေကစိတ်မပူအဲ့ဒါအောင်ဘာကြောင့်လဲဆိုတော့ဝတ်တော်ကားစေးကွက်မှာကားစေးဘလောက်ကြကြဝယ်မိလို့အစမ်းသက်ရှိရဲ့တဲ့သူကတော့ပိုင်နေအေးစေးပဲပြီးတော့အဲ့ဒီတရားဝင်ကားစေးကွက်မှာလုံနေရဲ့ပွဲစားအချို့နဲ့ဝတ်တော်ကားစေးကွက်မှာလုံနေရဲ့ပွဲစားအချို့ကအတူတူပဲတယောက်ဖဲပဲတယောက်ဖဲပဲစမတိရဲ့ကားပွဲစားတူဆိုရင်တရားဝင်ကားလည်းသူကကြိုင်နေဝတ်တော်ကားလိုချင်လည်းရတယ်နော် ဖြစ်တယ်တဲ့သူစီမှာရာကုန်ရတယ်သူတို့အဲ့လိုမျိုးနှစ်သီးစားအားလုံးကကျွွန့်ချင်ချင်ပပိုင်နန်းနန်းကိုလုံနိုင်ကြတာတို့ကျွန်မနိုင်ငံညွန်ကြားချက်တစ်ခုထုတ်လိုက်လို့ရှင်ကျွန်မပြောသလိုပဲရေတဲကိုခဲသလုံးပြစ်ချလိုက်သလိုပဲလှိုင်းရက်ကဒီလို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 ၃၄၅ခုဖြစ်သွားတယ်ရှင်အဲ့လိုဖြစ်သွားခဲ့ပြီအဲ့အဲ့ဝိတောက်ကားစေးခွက်နဲ့ပတ်သက်ပြီးတော့ဒါကနိုင်ငံတော်ဝိတောက်ကားစေးခွက်ကိုနှိမ်နှင်းမယ်ဆိုတဲ့ညွှန်ကြားချက်ပေါ့နော်ဝိတောက်ကားစေးခွက်ထဲမှာရှိရဲ့ကိစ္စလေးတွေနိုင်ငံတော်မသိမှဆိုတော့ကျွန်မချွတ်ရလေးနဲ့ပြောပြမယ်ရှင်ချွတ်ရလေးဝိတောက်ကားစေးခွက်က အလုံးတည်းအတိုင်းပဲအများဆုံးထိုင်းနိုင်ငံကဝင်တယ်။ထိုင်းနိုင်ငံတစ်ဖက်ကမှကားဝယ်ပြီးလို့ရှင်အဲ့ဒီကကားတွေမောင်းလာပြီးတော့ဗဟင်မြို့ကိုသွားကြတယ်။ရန်ကုန်လားမန္တလေးလားနေပြည်တော်လားကဲဒီမောင်းပေးရတဲ့လူရှိရဲ့ရှင်။အဲ့ဒါလည်းမောင်းချလာတယ်။လမ်းမှာသူတို့ဂိတ်တွေဘလို့ဖြတ်ခဲလဲဆိုရင်ဖြတ်နည်းနှမျိုးရှိတယ်တဲ့။အဲ့ဘာလဲဆိုတော့လက်သိပ်ထိုးပြီးဖြတ်တာနဲ့လက်ဝါးချင်းရိုက်ပြီးဖြတ်တာတဲ့။နီးလန်းအစမ်းကျဲတော့နော်။ကျမတကားမကြဘူး။ကမ္ဘာမကြဘူးမိဘပြည်သူတွေလည်းကြားမှုမှမဟုတ်ထင်တယ်ကျမပြောပြတယ်ကျမကြားလိုက်ရတဲ့အတိုင်းကျမပြောပြတာ လက်သိမ့်ထိုးပြီးဖြတ်တာနဲ့လက်ဝါးကျိတ်ကျိုက်ပြီးဖြတ်တာတဲ့။အော်။စမ်းကြဲတော့နီလန်းနေနဲ့ဖြတ်လာခဲ့တဲ့အိတ်ကိတ်တွေကိုဖြတ်ပြီးအခါမှာဝဲသူစီရောက်တယ်။ဟွန်းဝဲသူစီရောက်တဲ့ခါလဲကြတယ်ကြောင့်ဝဲသူကဟုတ်ပြီဝိတောက်ကားကြီးတော့ငါပိုင်ဆိုင်ခဲ့ပြီ။ဟုတ်တယ်နော်။ဘာကြောင့်ဝိတောက်ကားဝဲစီရလဲဆိုဝဲသူပြစ်မတင်နဲ့ရှင်ဝိတောက်ကားနဲ့လိုင်စင်ပြည့်စုံတဲ့ကားနဲ့ရတယ်ဈေးကမိုးနဲ့မြေတို့ကွာနေတာ။ဒီတော့ကားတစ်စီးပိုင်ဆိုင်မှုလိုအပ်တဲ့မိသားစုကတော့ဝတ်တောက်ကားပဲဝယ်စည်းမှာပဲရှင့်ဝတ်တောက်ကားကိုမြည်တို့ပင်ဝယ်စည်းစေကားမှုကိုယ့်လက်ထဲရောက်လာပြီဆိုရင် နံပါတ်၁လောက်ရမှာဝီတက်တူလောက်ရမယ်နံပါတ်ပြားတူလောက်ရမယ်ဟုတ်တယ်နော်အဲ့လိုလုပ်ပြီဆိုရင်လည်းမေ all service ရှိပြီးသားဝတ်တော့ကရောင်းပေးရသူတွေကတခါလေးချိန်ထားပြီးသားရော့ဒီလူစီမှာလုပ်အဲဒါမျိုးကွက်တွေရှိပြီးသားเนาะရှိပြီးတော့လုပ်တယ်သွားလုပ်တဲ့ခါကြလို့ရှင်ကျွန်မပြောပြမယ်ဒီလိုလုပ်တော့သူကအပွားလုပ်တယ်လို့ခေါ်တယ်အပွားလုပ်တဲ့ခါမှာလမ်းကြောင်းစေးရကားဆိုရင်9000ရနေ30တိရှိရယ်စိုက်ကယ်ဆိုရင်2000ရနေ5000တိရှိရယ်ရှင်အဲ့လိုလုပ်ပြီးရခါမှာဝီတက်အတုနံပါတ်ပြားအတုတွေလောက်ကြတယ်အဲ့ဒီဝီတက်အတုနံပါတ်ပြားအတုမှာတော့မှာ ်မီးထိုးခံလို့ရှင်တစေတဲ့မီးထိုးမခံတစေတဲ့ဆိုပြီးရှိသေးရဲ့ရှင်ဇင်းတော့ကွာချက်ချက်ဒါကျွန်မနိုင်ငံတော်အစိုးရဘူးတုဒ္ဒရနေနဲ့ပြောပြရအောင်နော်သူတို့အဲ့လိုလုပ်နေရဆိုတာလေးပြောပြရအောင်ဒီလိုကိစ္စလေးရှင်းပေါ့နော်โอเคအဲ့လိုရှိသွားပြီးရဲ့အခါမှာဆိုရင်ဒါဝတ်တော့ကဝယ်စီးရဲ့သူပါဆိုရင်မီးထိုးခံတဲ့ဟွိတက်လေးပိုင်းဆိုင်သွားပြီเนาะနံပါတ်ပြားလေးလည်းအစင်ပြေသွားပြီဆိုတော့အချိန်လေးတစ်ခုမှသူကဆိုရင်ခန့်ခန့်ထက်တဲ့ကားစီးနိုင်ပြီရှင် ပြီးတော့နောက်ထပ်ရှိတယ်ဖောက်ဆုတ်လုပ်ပဲဆိုတာရှိသေးရဲ့ဒါရမ်းကျယ်ပြန့်တယ်နော်အဲ့လိုရှိရဲ့ရှင်အဲ့ဒါဖောက်ဆုတ်ဆိုတာရှိသေးရဲ့ဖောက်ဆုတ်ဇလန်းလည်းတက်ခုပေါ့နော်ဒီတော့ဇလန်းရှိမှဆိုတော့ကျွန်မမပြောပြတော့ကျွန်မပြောတယ်ဖောက်ဆုတ်ဆိုတာသိရလို့ဆိုကောင်းကောင်းသိရဲ့ရှင်နောက်ထပ်ထူးခြားတာတစ်ခုကကျွန်မခုနပြောသလိုပေါ့နော်ပြစ်လိုက်တဲ့ကဲမှာလှိုင်းတရက်ကဝတ်တော့ဈေးကွက်ကိုခတ်တယ်ဆိုတော့ဝတ်တော့ဈေးကွက်ကခုဈေးကြတယ်မင်းဝယ်တဲ့သူရှိရဲ့ဆိုတာလေအဲ့ဒီဝယ်တဲ့သူတွေထဲမှာတချို့ကကြတော့ကားပွဲစားတွေပြန်ဝင်တယ်ကားတွေဈေးကြတဲ့အချိန်မှာဝယ်ဥထားတယ်တချို့ကြတော့လေအဲ့ဒီ ဝတ်တောက်ကားတွေကိုဖမ်းရမယ်အစိုးရအဖွဲ့ရှိရယ်ပေါ့နော်သက်ဆိုင်ရာသက်ဆိုင်ရာအစိုးရအဖွဲ့ရှိရယ်အဲ့ဒီအဖွဲ့တွေကသူအချို့ကဝတ်တောက်ကားတွေကိုလိုက်ဝယ်တယ်ရှင့်ဝတ်တောက်ကားတွေဖမ်းမဲ့အချိန်တော့ဖမ်းပါလေအဲ့တော့ဘာလို့လိုက်ဝယ်လို့ထင်လဲရှင့်ခါကျရင်ဆိုတော့မလုံးဆက်ခုကမလုံးဆက်ခုကရှင့်ဝတ်တောက်ကားဈေးကြတယ်သူတို့ကဝယ်တယ်တချို့တချို့ပေါ့နော်ချို့ချို့ပြောပါတယ်အဂတိလိုက်စားတယ်သူတို့ချို့ပေါ့လေသူတို့ကဝယ်တယ်ပြီးရခါမှာဘာဖြစ်လဲ အဲ့အကွက်တွေကွက်တွေညာရှိသေးရဲ့ကျွန်မအကုန်လုံးမပြောတော့ဘူးရှင့်အဲ့လိုမျိုးရှိရဲ့ရှင့်ကျွန်မနိုင်ငံကလေဒီတော့ကျွန်မနိုင်ငံမှာတော့ဘောနော်ခြေနေအကြောင်းအကြောင်းနေကြောက်ပေါ့ရှင့်ကျွန်မအခုပြောပြတာကဘယ်သူမှမထိခိုက်စေချင်ဘူးရှင့်ဘာကြောက်လဲဆိုကျွန်မရဲ့တကူစာအပြင်ရဆွဲပေါ့နော်ဒီမောက်ခိုကားတွေရောင်းဝယ်တဲ့သူတွေကိုကျမအပြစ်ကြီးတစ်ခုရဲ့တော့မမြင်ထားအောင်ရှင့်သူတို့တင်ဥပဒေနဲ့တော့ကြော်လွန်နေတာမှန်တယ်ဥပဒေကိုမလေးစားတာမှန်တယ်ဒါပေမဲ့နိုင်ငံတော်တစ်ခုလုံးကိုဒုက္ခရောက်စေတဲ့အထိအတွေးခေါ်နဲ့လုပ်နေရဆိုပြီးကျမမတွေးထားအောင် မောက်ကိုကားရောင်းတဲ့သူဟာသူ့ရဲ့မိသားစုစာဝင်နေကြောင်ရောင်းနေတာဖြစ်မယ်။ဝယ်စည်းရတဲ့သူကလည်းသူဟာဆိုရင်ဒီလောက်ငွေကြေးပဲတတ်နိုင်လို့ဝယ်စည်းရ။ဘောလုံးဒီကကျမတို့ပေါ်မှာအကြီးမားရလို့အပြစ်မမြင်ထားဘူး။ဒါကပတော့ပပျောက်သွားစေချင်တာဘောလုံးနိုင်ငံတော်အတွက်လည်းအခွန်နေနစ်နာတော့ပတော့ပပျောက်သွားစေချင်တယ်။ဒါပေမဲ့သူတို့အပြစ်ကြီးတစ်ခုရလို့မမြင်ထားဘူး။မောက်ကိုကားစိတ်ကောက်ကိုပပျောက်သွားစေချင်လို့ရှင်ဒီကားစိတ်ကောက်မှာရှိတဲ့သူတွေနဲ့စကားပြောဆိုတဲ့နယ်လို့ထင်ပါတယ်။ အဲဒီလိုပြောမယ်ဆိုတော့မခက်ခဲပါဘူးရှင်တရားဝင်ကားရင်ရောင်းဝင်နေတဲ့သူတွေကလည်းမောင်ခိုဈေးကွက်ကိုကင်ကြတဲ့သူတွေပါတာပဲလေဟုတ်တယ်မလားပြီးတော့မောင်ခိုသမားတွေတည်တံ့တွေးဆောင်စရာမလိုပါဘူးရှင်တရားဝင်ရောင်းနေတဲ့သူတွေတွေးဆောင်ရုံနဲ့တယ်မောင်ခိုကားဈေးကွက်ကြောင့်လွတ်လပ်မေးလို့ရပါတယ်ပေါ့နော်အဲ့တော့သူတို့ကိုမေးမြန်းပြီးတော့ဒီဈေးကွက်ထဲမှာရှိရဲ့အာသာချက်အာနယ်ချက်တွေဆွဲထုတ်ပြီးတော့နိုင်ငံတော်မှာပြင်ဆင်မဲ့မူဝါဒတွေမှာပေါ့နော်ထည့်သွင်းစဉ်းစားမယ်ဆိုတော့တင့်တော်မယ်လို့ထင်ပါတယ်ရှင်ဘလို့ဝဖြစ်ဖြစ်ဝတ်တော့ကားဈေးကွက်ဟာလေဈေးကွက်တစ်ခုပဲလေသိလား တရားဝင်ကားဈေးကွက်ကဈေးကြီးနေတဲ့အတွက်ဒီဈေးကွက်ကပေါ်လာတာစကန်ဈေးကွက်ပေါ့နော်ပြောဒီဈေးကွက်ဟာကျမတို့အဝတ်ထည်မှာဆိုရှင်ဘေဒုတ်လိုင်းလို့ပေါ့ဘေဒုတ်မှာဆိုရင်ကျမတို့ဘေဒုတ်သာဆိုတာနော်ဘေဒုတ်ထဲမှာ brand တွေအများကြီးပါတယ်တကယ်လို့သိန်း၄၅60တန်တဲ့အင်ဂျီတွေအားသာဘေဒုတ်ထဲမှာအဟောင်းနေနဲ့ပါလာတတ်တယ်ပြောကားတွေဆိုတာလည်းဒီလိုပဲတန်မိုးရှိတဲ့အရာကိုဈေးနည်းနည်းနဲ့လိုချင်တဲ့အတွက်ဒီလိုဝတ်တော့ကားဈေးကွက်တွေပေါ်လာတာရှင့်ဒါကိုကျမတို့က သူတို့နှိမ်နှင်းမယ်ထောင်ချမယ်ဆိုတာထက်သူတို့ရဲ့လှုပ်ဆောင်ချက်ကိုပေါ့နော်အာသက်အာသာချက်အားနဲ့ချက်ကိုရှာပြီးတော့ဘလိုမျိုးလေးမူဝါဒနဲ့လှည့်ပြီးကင်ရမယ်ဆိုတာလေးကိုအပြည့်ထုတ်နိုင်မယ်ဆိုတော့အဆင်ပြေမလို့ကျွန်မထင်နေချက်ဒါပြင်ဝတ်တော့ကဈေးကွက်မှာရောင်းနေတဲ့သူတွေကလည်းအာကားရောင်းနေတဲ့သူတွေပဲနော်ဒါကကားပညာနဲ့ပတ်သက်ရင်သူတို့ရဲ့ပညာကလည်းခေသူမဟုတ်ရှင့်သူတို့ကုန်နားလည်းလေပေါ့နော်ဈေးကွက်တွေအကြောင်းသိတယ်အဲ့လိုအခြေအနေရှိရဲ့ဒါကြောင့်သူတို့နေရတော့ဆွေးနွေးညှိနှိုင်းတဲ့နဲ့အပြည့်ရှာတဲ့နဲ့ပေါ့ရှင့် ပြီးတော့အရေးကြီးဆုံးကဝတ်တော့ကားစေးကွက်ဆိုတာတီးတန်ဖြစ်နေအောင်မဟုတ်ဘူးရှင်။တရားဝင်ကားရောင်းဝယ်မှုလုပ်နေသူတွေရပဲတစ်ဖက်တစ်ချမ်းမှာဝတ်တော့ကားစေးကွက်ဆိုတာလုပ်နေကြတာ။ဒီတော့သူတို့တွေဒီဈေးကွက်နှစ်ခုမှာဘယ်ဈေးကွက်ကိုဖိပြီးနင်းမလဲဆိုတာကိုနိုင်ငံတော်ကနေပြီးတော့လမ်းညွှန်ပေးမှရမယ်လို့ထင်တယ်ရှင်။တရားဝင်ကားတွေရောင်းဝယ်တဲ့အခါမှာတတ်တာချောင်းချီပြီးလွဲကူစွာနဲ့ ဈေးသက်သွားစွာနဲ့ပေါ့နော်မြင်မြန်ဆန်ဆန်ရောင်းဝယ်နိုင်တဲ့ကိစ္စတွေလောက်ကင်နိုင်မယ်ဆိုရင်တော့တို့ဒီဝတ်တော့ကားစိတ်ခွက်ကိုစိတ်ပံဝင်စားမှုရောကြသွားမှာပဲဒီချိန်ကျရင်တို့ဒီတို့ကနှစ်ခုလုံးရောင်းနေရပဲလေနှစ်ခုလုံးရောင်းနေရပဲလေဒီတော့ဒီဘက်ကအားတိုင်းဒီဘက်ကိုလိုက်သွားမှာပဲဒီဘက်အားတိုင်းမဒီဘက်ပဲလိုက်မှာပဲရှင့်တို့ဘာမှသွားပြီးပြစ်ပြောလို့မရအောင်ဖြစ်နေရဲ့အားလုံးကစားဝတ်နေကြလှုပ်လှုပ်ကြရလေဟုတ်တယ်မလားဒီတော့လက်တာတဲ့ဘက်ကိုလိုက်မှာပဲကလေးတွေလိုပဲနိုင်ငံတော်ကသာတရားဝင်ကားစိတ်ခွက်ကိုလက်တာအောင်လို့ပြုတ်လုပ်ပေးရမယ်တောင်းဝန်ရှိပါတယ်ရှင့် တော့ဝဲသူတွေအနေနဲ့ကလည်းပြည်သူတွေရဲ့အသိဉာဏ်မြင့်မားမှုပေါ့နော်ဝတ်တောက်ကားဝယ်မယ်ဆိုတော့စိုးကျိုးကများတယ်ဖမ်းဆီးခံရလို့ရှိရင်ကားသိမ်းခံရတာထောင်ချခံရတာဒဏ်ငွေဆောင်ရတာအဲ့လိုပြဿနာရှိနိုင်တယ်ဒါလေးတွေလည်းအသိပညာအနေနဲ့ဖြန့်ဝေပေးရမယ်တရားဝင်ကားစုပ်ကကိုဆွဲတင်ပေးရမယ်ပြီးတော့ကားကိုအကျွေးဝယ်စနစ်နဲ့ဝယ်ယူဖို့အတွက်ကိုနိုင်ငံတော်ကလည်းဗန်ဒီနဲ့ချိတ်ဆက်ပြီးတော့လုပ်ကင်နေရရှိပါတယ်ဒါလေးပုံမူကျေပြန့်အောင်ပေါ့နော်ဟိုဝန်ထမ်းတွေကအစတင့်တော်တဲ့အမောင်းနဲ့ကားဝယ်နိုင်တဲ့အထိ ကားရဲ့စူးစာပေါ့ကားချင်းဝေတွေကိုချပေးနိုင်တဲ့အချင်းတွေတခုပေါ့အဲ့လိုပုံစံမျိုးလုပ်နိုင်မယ်ဆိုတော့ဒီဝတ်တော့ကားဈေးကွက်ကဒီမှာရှိရတဲ့သူတွေကိုကျွန်တော်တို့ထောင်ထဲထည့်ကြမလို့ပဲနဲ့ဒီဈေးကွက်တွေကတစ်ဖြည်းဖြည်းနဲ့တေးတေးတေးပြီးတော့ပျောက်ကွယ်သွားမယ်လို့ယုံကြည်ပါတယ်ရှင့်ဒီလိုမှမဟုတ်ပဲနဲ့ညွှန်ကြားချက်ထုတ်လိုက်ကိုလူတွေမှာအကရိလိုက်စားတဲ့သူတွေကဝတ်တော့ကားတွေစင်းဝယ်လိုက်ဘုံတော့ပြီးရခါမှပြန်လုတ်လိုက်ဟိုကဖြစ်လိုက်နေဆိုတော့ဒီလိုပဲလဲပြီးတော့မုံလုံးဆက်ကူကတ်ကဝတ်တော့ကားဈေးကွက်ဆိုတာကမြန်မာနိုင်ငံမှာကြီးမားစွာနဲ့တည်ရှိနေုံမှာဖြစ်ပါတယ်ရှင့် ဒါလေးကိုပဲကျွန်မတရင် သုံးသပ်ချက်လေးနေနဲ့ပြောပြလိုက်ပါစီရှင်မိဘပြသူများရှင်ကျွန်မခုဆွေးနွေးသုံးသပ်ပေးမယ့်တရင်လေးကတော့မိဘပြသူများအားလုံးအတွက်နည်းနည်းခေါင်းစဉ်လေးကတော့ကြီးမားမယ်လို့ထင်ပါရှင်စစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့လဲဆွေးနွေးခြင်းနဲ့စစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့ဗောနော်အဲ့လိုအပြိုင်ဆိုင်နေဖြစ်ကြတဲ့ကိစ္စလေးဗောရှင်ဒါလေးကိုကျွန်မပြောပြချင်ပါတယ်အရင်ဆုံးမိုင်းကင်မှာဖြစ်သွားခဲ့တဲ့ဖြစ်စဉ်လေးတခုကျွန်တော်ပြောပြပေးပါမယ်ရှင်ဒီမိုင်းကင်မှာဆိုရင် SSPB တက်ကနေပြီးတော့စစ်သားစစ်သားပေါ့နော်တက်သားတက်တွေလာဆိုရင် ထွက်ပြေးသွားခဲ့လို့သိရပါရဲ့ရှင့် ထွက်ပြေးသွားတာကလွန်ခဲ့တဲ့နှစ်ပတ်လောက်ကထွက်ပြေးသွားခဲ့လို့သိရတယ်။အဲ့လိုထွက်သွားထွက်ပြေးသွားပြီးရဲ့နောက်မှာဆိုရင်ねအဲပန်မွန်ရွာတွေကအသက်မပြည့်သေးတဲ့မျိုးသမီးငယ်နှစ်ဦးကို SSPB တပ်ကနေပြီးတော့ဖမ်းဆီးသွားခဲ့တယ်ဆိုပြီးဒေသခံတွေကပြောကြားထားတာလူမှုကွယ်ပေါ်မှာတွေ့ရပါရဲ့ရှင့်။ဒီပြီးခဲ့တဲ့မေလ19ရက်နေ့ကတဲ့မနက်9နိုင်ဝင်းကျင်မှာပေါ့နော်ဖမ်းသွားခဲ့တာအဖမ်းခံတဲ့လူမျိုးတွေကအသက်17နှစ်အရွယ်လွေအေးထွေးနဲ့အသက်23နှစ်အရွယ်လွေအေးအောင်ပလောင်လူမျိုးတွေဖြစ်တယ်ဆိုပြီးသိရပါရဲ့ရှင့် ဒီမျိုးသမီးလေးတွေကို SFPP ကဖမ်းသွားပြီးရဲ့အခါမှာဆိုရင်သူတို့ရဲ့တပ်စခန်းဖြစ်တဲ့လွယ်ခူးရွာမှာရှိတဲ့စခန်းမှာမျိုးသမီးလေးတွေကိုထိန်းသိမ်းထားခဲ့ပါရှင်။လူထိန်းသိမ်းထားတဲ့ကြရွာလူတွေနဲ့ဒီကလေးတွေမိဘတွေသွားတောင်းနေပေါ့နော်။ကလေးတွေပြန်ပေးပါ။ဘာကြောင့်ဖမ်းတာလဲဆိုတဲ့အခါကျတော့သူတို့ကိုဒီ SFPP ကတာဝန်ရှိတဲ့သူကပြောလိုက်ပါတယ်တဲ့။သူတို့တက်အတွက်ကို စစ်သားတက်ကိုခေါ်လာပေးနိုင်မယ်ဆိုရင်ဒီမိန်းလေးတွေပြန်လွတ်မယ်ဆိုတဲ့ပုံစံပြောဆိုလိုက်ပါတယ်တဲ့အဓိကတော့ပြန်ပေးဆွဲသွားတဲ့ပုံစံဖြစ်နေရပါတော့ပြန်ပေးဆွဲပြီးလူတောင်းတဲ့ပုံစံဖြစ်နေရပါတော့သူတို့ကကြတော့ပြန်ပေးဆွဲပြီးတော့ငွေတောင်းတာမဟုတ်ဘူးလူတောင်းတာဖြစ်သွားပြီပေါ့နော်အဲ့လိုဖြစ်သွားတာရှင့်ဒီတော့ဒီရွာမှာရှိရသူတွေကရွာကိုပြန်လာပြီးခါမှာအချင်းချင်းတိုင်မင်းရတယ်တိုင်မင်းပြည့်ခါမှာသူတို့အတွက်လိုအပ်တဲ့စက်သားကိုဝယ်ရမယ်ဆိုပြီးတော့သူတို့ပတ်စံစုကြတယ်တဲ့ စစ်သားဝယ်ဖို့ကလည်းစစ်သားလူငားတာပေါ့ရှင်လူငားဖို့ကလည်း390ကျမှဖြစ်တဲ့အတွက်ရွာလူတွေပတ်စံစုရမယ်ပေါ့နော်ဒါပေမဲ့ loss ရသူတို့ရွာမှာလည်းစိုက်ဇိုးစားပေါ့စီးပွားရေးတိတ်အစမပြေတဲ့အတွက်ဒီပတ်စံပြေးပါမလားဆိုတော့လည်းစိုးရင်နေပေါ့နော်ပတ်စံပြေးပြီးတော့လူငားနိုင်ပြီးတော့ဒီ SFPP စစ်သားအနေနဲ့ဒီဖွဲ့တဲ့ကိုသွားထားနိုင်မှာဒီကလေးမတွေပြန်လွတ်မှာဖြစ်တဲ့အတွက်တရားလုံးကစိတ်ပူနေကြပါရဲ့ရှင်နောက်ဆုံးတော့ဒီစိတ်ပူမှုကဆိုရင်လူမှုကွယ်ပွဲပေါ်ရောက်လာတယ်မီဒီယာတွေပေါ်ရောက်လာပါရဲ့ရှင့်ဒါကြောင့်ကျွန်မတို့လည်းသိရှိခဲ့ရတာဖြစ်ပါတယ် ကျွန်တော်တွေနောက်ထပ်သိရှိရတာကဒီလုံဆန်ပေါ့နော်နောင်တော့ကုံပေါင်းလွဲရွယ်မောက်လျံနောင်ဆန်ဖူတုံတော့ပန်ကေတုဟမ်ငိုင်းဟိုခဲစားတဲ့ရွာတွေမှာဆိုရင်ねပြီးခဲ့တဲ့နှစ်တွေကလည်းအဆက်ပြေပြေနေပြီးတော့တရွာတယောက်ကြပါတော့သူတို့တက်ဖွဲ့မှာတာဝန်ထမ်းဆောင်မယ်ဆိုပြီးပြောထားတယ်ဒါကြောင့်သူတို့တာဝန်ထမ်းဆောင်ရတယ်ဒါပေမဲ့အခုဒီနေ့တဲ့ဇန်နဝါရီလကစပြီးတော့သူကအဆက်ပြေပြေတက်ကတအိမ်ကိုတရောင်လုံးတာဝန်ထမ်းဆောင်မယ်ဆိုပြီးပြောင်းပြီးပြောတယ်ပေါ့နော်ဒီတော့တရွာကိုဆိုရင်လူပေါင်းမြောင်များစွာတာဝန်ထမ်းဆောင်မှာဖြစ်တဲ့အတွက်သူတို့ခက်ခဲမှုဖြစ်နေရဲ့ရှင့် ကျွန်မဒီဟာလေးဖတ်လိုက်တဲ့အချိန်မှာစစ်သားစုဆောင်တာပေါ့ရှင်စစ်သားစုဆောင်တာကိုမြမတက်မော်နဲ့အပြတ်မြမနိုင်ငံလက်နက်ကန်ဖွဲ့စည်းအားလုံးလုပ်နေကြရတယ်ရှင်ကျွန်မအနေနဲ့ကဟုတ်ပြီကိုယ့်ရဲ့တက်တွေအတွက်ကိုစစ်သားတွေစုဆောင်ကြရပေါ့နော်ဒါမြမတက်မော်ကလည်းတက်မတော်သားတက်တွေစုဆောင်နေရပဲဘာကြောင့်လဲဆိုတော့နိုင်ငံတစ်ခုရဲ့လုံခြုံရေးတောင်းဖို့နိုင်ငံသားတိုင်းတာဝန်ရှိရတဲ့အတွက်မြန်မာတပ်မတော်ဥပဒေနဲ့ညီလောက်ရတယ်ပေါ့နော်။ဒါကိုလိုက်ပြန်ပြီးတော့လက်နက်ကင်တွေကလည်းလူသစ်တွေစုဆောင်နေတယ် အစပ်ပြီပြီလို့ပါတော့ဆိုတိုက်ပွဲဖြစ်တဲ့အဖွဲ့ထဲမှာမပါအောင်လေဒါပေမဲ့စစ်သားတွေကိုအလောက်ထိအောင်စုဆောင်းနေရပါကြောင့်လေဟောတော့ဒါမေးခွန်းတစ်ခုပါနော်ဒါမေးခွန်းတစ်ခုနောက်တစ်ခုကကြတော့တပ်မတော်ကစစ်သားစုဆောင်းနေငါတို့မှာစုဆောင်းခွင့်မရှိဘူးလားဆိုတော့မေးခွန်းကိုကျွန်မဖြေရမယ်ဆိုရင်တော့မြန်မာတပ်မတော်ကတနိုင်ငံလုံးကိုစားပြုထားတဲ့တပ်မတော်လေမြန်မာတပ်မတော်ထဲမှာတိုင်းရင်းသားပေါင်းစုံပါဝင်နေလေလက်နက်ကင်ဖွဲ့စည်းတဲ့တပ်မတော်ထဲမှာတိုင်းရင်းသားပေါင်းစုံပါလားရှင့် ပြီးတော့အဲ့ဒီလက်နက်ကန်ခွဲစီတွေဟာမြန်မာနိုင်ငံတခုလို့ကိုစားပြုထားတာလားကိုယ့်ရဲ့သက်ဆိုင်ရာသက်ဆိုင်ရာတိုင်းရင်းသားတွေကိုပဲကိုစားပြုပြီးတော့ထောင်ငားကြတာလားရှင့်သူတို့ရဲ့လက်နက်ကန်ကြီးရဲ့ရည်ရွယ်ချက်မှာကငါတို့ရှမ်းလူမျိုးအတွက်ဒီအဖွဲ့ဆိုပြီးထောင်ငားတာပြည်တော်စုတစ်ခုလုံးအတွက်ဆိုပြီးထောင်ငားတာမဟုတ်ဘူးရှင့်ပြည်တော်စုလောက်လည်းသူတို့မလုပ်ဘူးကချင်လည်းဒီလိုပဲငါတို့ကချင်လူမျိုးအတွက်ဆိုပြီး KIA ကိုထောင်ခဲ့တာပြည်တော်စုအတွက်ထောင်ခဲ့တာမဟုတ်ဘူး AA နဲ့ထုံနီး၎င်းမဲ့ရခိုင်အတွက်ဆိုပြီးထောင်ငားခဲ့တာရှင့် စစ်သားစုဆောင်တဲ့အချိန်ကြတော့မှပြည်တော်စုတစ်ခုလုံးမှရှိရတဲ့လူတွေအလုံးစုဆောင်နေဆိုတော့သူတို့ထောင်နာခဲ့တဲ့ရည်ရွယ်ချက်နဲ့သူတို့စစ်သားစုဆောင်မှုမူနဲ့ကိုက်ပါသလားရှင့်မြမတံပေါ်ကကိုက်တယ်ပြည်တော်စုတစ်ခုလုံးစားအတွက်သူဖွဲ့စည်းထားရတယ်ဒီတော့ပြည်တော်စုခေါ်လုံးမှရှိရတဲ့သူတွေအလုံးနိုင်ငံသားတွေအလုံးမြမတံပေါ်တွေဝင်ပြီးတော့တိုင်းငတ်တော်ဝန်ထမ်းဆောင်မှုအတွက်ကသူ့ရဲ့မူဝါဒနဲ့သူတီထောင်ထားတဲ့ရည်ရွယ်ချက်နဲ့သူ့ရဲ့လုပ်ဖို့ကံမှုနဲ့သူ့တမိုင်းချောင်းနဲ့ကိုက်တယ်ရှင့်အဲ့တော့ light night ရှင်ပြီးတော့ တပ်မတော်ကလည်းစစ်သားစုဆောင်တာပဲငါတို့ကလည်းစုဆောင်ရမယ်ဆိုပြီးတော့မခုံချင်းလိုက်တိုက်နေတာဘာသဘောလဲရှင်လိုက်ရှင်နေတာဘာသဘောလဲဒီလိုသာရှင်ကျေးဆိုရင်မြမတပ်မတော်ကအခုတနိုင်ငံလုံးစာလုံခြုံရေးလုပ်နေရတာအဆက်ပြေပြီးဖွဲ့လို့ပါတော့တနိုင်ငံလုံးစာလုံခြုံရေးလာလို့ပြီမလားရှင်မြမတပ်မတော်သားတွေဂိတ်တွေမှာလိုက်ပြီးတာဝန်ထမ်းဆောင်နေရတာအဆက်ပြေပြီးကခွဲဝေပြီးတော့တာဝန်ထမ်းဆောင်ပေးမလားရှင်ကျမဒါလေးပဲမေးခွန်းထုတ်လိုက်ချင်ပါတယ်နော်လိုက်ရှင်နေလို့ပြောပြတာပါတာဝန်ကြီးကြီးယူထားတဲ့အတွက် စစ်သားစုဆောင်တဲ့ကိစ္စကိုလုပ်နေတဲ့မြမတက်မလို့လိုက်ရှင်ပြီးငါတို့ကလည်းစုဆောင်မယ်မင်းတော်စုဆောင်သေးရလဲဆိုတော့ယူထားတဲ့တာဝန်ချင်းတူလို့လားဟွပြောပါအောင်ရှက်ဒါလေးတော့ကျမမေးခွန်းထုတ်ချင်တာပါနော်လက်လက်ကင်ရဲ့ဇတွေကအဲ့လိုရှိရတဲ့ကျမပြောပြတာတက်မလို့လိုက်ရှင်နေတာတွေကတော်တော်ဆိုးပါလေရှက်တက်မလို့ကတက်မလို့သားတဲ့စုဆောင်တဲ့ကိစ္စမှာသူလည်းသူစီမီစီကန်းနဲ့သူစုဆောင်ရတာပဲပြီးတော့တက်မလို့ကတက်မလို့သားတဲ့စုဆောင်တဲ့အခါမှာကြီးရွာတွေရမှာတယောက်လောက်ပဲသူခေါ်ဟော်တာရှင်အဲ့ဒါမှမလုပ်ချင်လို့ဆိုပြီးတော့ ပြဿနာဖြစ်ကြပတ်စံနေပေးကြပြီးဒီမှာရှင်းရတဲ့အထုတ်ကြီးကလည်းနည်းတာမျိုးမဟုတ်ဘူးအခု SSPB ကတရွာတယောက်ခေါ်ရနေတိမ်တယောက်ပုံစံမျိုးဆိုတော့တက်လို့နဲ့လိုက်ရှင်နေရလားတက်လို့နဲ့ရှင်နေဆိုတော့မှတက်လို့ကတရွာတယောက်လုံးပဲခေါ်တာလေဘာလို့တိမ်တယောက်ခေါ်တာလဲမေးမစုံမေးခွန်းနေရအများကြီးပဲရှင်ဖြေတက်ဖို့ပဲလိုတယ်တက်လို့လိုက်ပြီးပခုံးချင်းရှင်နေရအဖွဲရှိနေလို့ဆိုတော့ပြောပြတာပါမြန်မာနိုင်ငံမှာတာဝန်ယူမှုတာဝန်ခံမှုကိုတက်လို့ကအများဆုံးလုပ်ရတယ်ဒါကြောင့်လုံပိုင်ကွယ်သူ့မှာတာနေတာကိုမနာလို့မဖြစ်နဲ့ရှင် တက်မတော်လို့လုတ်ပိုင်ခွင့်ရကျင်တယ်ဆိုတက်မတော်လို့မျိုးကွက်ပြင်းနေပြီးတော့ပြည်သူရဲ့လုံခြုံရေးကိုဆောက်ရှောက်လိုက်တယ်။ကိုယ်နယ်မြေမှာကိုနေပြီးကိုယ့်ရဲ့လူမျိုးတွေရဲ့လုံခြုံရေးတော့မဆောက်ရှောက်နိုင်တဲ့သူတွေကပြည်တော်စုတဝန်းလုံးဝလုံခြုံရေးကိုဆောက်ရှောက်နေတဲ့တက်မတော်ပခုံးချင်းရှင်တာကတင့်တော်ပါရဲ့လားရှင့်။ပြီးတော့နယ်ဒီမှာဆိုရင်လူတွေကဒီလိုလက်နက်ကအဖွဲ့စည်းတွေမဝင်ကြအောင်ရှင့်။ဒီလားသူတို့မှာပြည်တော်စုမှာနေထိုင်နေသူဖြစ်တဲ့အတွက်အချိန်တန်လို့ရှင်ပြည်တော်စုတာဝန်နိုင်ငံသားတာဝန်ထမ်းဆောင်မှုစစ်မှုထမ်းရမယ်မြန်မာတပ်မတော်မှာစစ်မှုထမ်းမှုအတွက်လည်းတာဝန်တစ်ခုရှိပြီးသား အဲ့ဒါကိုဥအောင်လို့ဆိုပြီး SSPP ရဲ့ခေါ်ထဲတာလက်နက်ကိုင်ဖွဲ့စည်းရဲ့ခေါ်ထဲတာသူတို့မကြိုက်ဘူးရှင့်သူတို့အတွက်ကဒုက္ခနှစ်ခုဖြစ်စေတယ်အချိန်တိုင်လဲတာနိုင်ငံတော်အတွက်စစ်မှုထမ်းရမှာပဲဒါရှောင်လို့ရရတဲ့ကိစ္စမဟုတ်ဘူးဟုတ်တယ်နော်နိုင်ငံတော်အချိန်လေးရဥပဒေအတည်ပြုပြီးဖြစ်တဲ့အတွက်သူများနိုင်ငံမှာလည်းနိုင်ငံတော်တက်တာဝန်ထမ်းဆောင်လာပဲစစ်မှုထမ်းနေတယ်သူတို့ရှောင်လို့ရရတဲ့ကိစ္စမဟုတ်ဘူးဒါပေမဲ့သူတို့အလဲမကြိုက်သေးခင်မှာတော့သူတို့အေးအေးဆေးနေကြနေရှင့်ရှိတဲ့လက်နက်ကိုင်ဖွဲ့တွေဝင်ပြီးတော့သူတို့စစ်တိုက်ချင်နေတာမဟုတ်ဘူးရှင့် ဒါလေးကိုတော့နားလေကိုလိုပါတယ်ဒီလိုအဖွဲ့အစည်းရဲ့အနေနဲ့ကရွာသူရွာသားတွေကိုနိုင်ကျင့်တာတွေစင်ကျင်မှုလိုပါရှက်ကျမောက်နိုင်ငံမှာကတာဝန်တွေကိုသာမရှိကျင်တာအကျိုးမြတ်ကြလို့ရှင်တော့ပုံကျင်လိုက်ရှင်တတ်တယ်ရှင်တချို့နေရာတွေမှာရှိတတ်တယ်ကျမအဲ့လိုတွေအများကြီးမြင်တယ်မြင်တယ်တာဝန်သာမယူတာနော်တာဝန်ဆိုရင်မသိကြအောင်စောင်းနေဘာဆိုတော့တာဝန်ယူလိုက်လို့ရှင်အဲ့ဒီတာဝန်ကနေဖြစ်သွားတဲ့စိုးကြိုးတွေခံစားမှာကြောက်တယ်အဲအဲ့ဒီတာဝန်ပြီးပြောက်ပြီးပြတ်သွားလို့အကျိုးမြတ်တွေတစ်ခုခုများ ဒီလူကခံစားသွားရတယ်ဆိုဒီလူပေါ်မှာမနာလိုမှုတွေတိုက်ခိုက်မှုတွေဒီအကျိုးမြတ်ကငါရတဲ့နဲ့ဆိုတဲ့စိတ်ထားယုံညံ့မှုတွေနဲ့ထိုးခြားတိုက်ခိုက်နေတဲ့လောကကြီးဖြစ်နေရဲ့ကျွန်မနိုင်ငံလေးဘာလို့အလောက်ထိအောင်စိတ်တက်တွေစိုးဝါးသွားရလဲဆိုတော့ကျွန်မစဉ်းစားလို့မရအောင်ချက်မွေးရပါဗီဇတွေကစိုးဝါးတာလားခေတ်ကာလအရပြောင်းလဲသွားတာလားဆိုတော့ကိုကိုကိုပဲသိမှာပဲရှင့်မြည်တို့ပင်ပြောင်းလဲသွားစေကောင်းဘူးဒီဗီဇကကိုခန္ဓာကိုယ်မှာရှင့်ကောင်းတဲ့ကိစ္စမဟုတ်ဘူးနော် ခန္ဓာကိုယ်မှာမကောင်းဆိုးဝါးမွေးထားလို့ရှိရင်အဲ့မကောင်းဆိုးဝါးတနေ့ကျရင်ကိုယ့်ကိုဝါးမြို့မှာဒါကြောင့်ဒီမကောင်းဆိုးဝါးပန်းနံအောင်ကြိုးစားပါတစ်ခုခုဆိုတာဝန်ချင်းပခုံးချင်းရှင်ပါလုံးပိုင်ခွင့်တွေပခုံးချင်းရှင်ပြီးမလူပါနဲ့လို့ပဲကျွန်မအနေနဲ့ပြောချင်ပါတယ်ရှင်ကျွန်မရှင်နေတဲ့တဲ့သုံးသက်ချက်လေးကိုဒီလောက်နေနေပဲရှင်းသားပြစေရှင်ကျွန်မတင်ပြောသွားလေးတွေဟာဆိုရင်မိဘကသူများစမ်းစမ်းသုံးသက်ချက်အများကြီးပါမယ်လို့ထင်ပါတယ်ကျမတို့ကြုံတွေ့နေရတဲ့အရာတွေဟာဘာကြောင့်ဖြစ်တာလဲဆိုကျမတို့ဘဝတက်ချက်လုံးနေထိုင်ခဲ့တဲ့အတွေးခေါ်တွေမှားခဲ့တဲ့အတွက်ဖြစ်တာရှင့် ဒါကြောင့်ကျမတို့အတွေးခေါ်တွေကိုမှန်အောင်ပြန်ပြင်မှရမယ်။ကျမတို့ခင်မှာပြင်နိုင်ခဲ့တယ်ဆိုရင်ကျမတို့နောင်လာနောင်သားတွေကိုကအေးချမ်းမယ်ရှင်။ကျမတို့ခင်မှာအတွေးခေါ်တွေမပြင်နိုင်ဘူးဆိုရင်ကျမတို့နောင်လာနောင်သားတွေကိုကမအေးချမ်းအောင်ရှင်။အဲ့ဒီနှစ်ခုကဓာတ်ရိုက်အချိုးကျနေတဲ့အတွက်ကျမတို့အားလုံးအတွေးခေါ်တွေပြင်ဖို့ကြိုးစားမယ်အတွေးခေါ်ပြင်နိုင်မယ့်နေရာမှာကျမတို့လုံလဆိုင်ကြမယ်လို့သာကျမပြောပြချင်ပါရှင်ကျမသတင်းသုံးသပ်ချက်လေးကိုအမြဲတမ်းပဲစိတ်ရှည်စွာနဲ့ကြည့်ရှုအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမှာကြပါစေ ကျမတို့ကောင်းမွန်တဲ့နိုင်ငံတော်သစ်စီကိုအားလုံးပဲရရှိနိုင်ပါစေလို့ကျမတို့ Prime Media မိသားစုမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။